မင်္ဂလာပါကျွန်တော်တို့စီမှာ 3D အတွက်အသစ်ထွက်ရှိထားတဲ့ 3D Promise Software နဲ့ message ပေးခြင်းပါတယ်ဒီ software မှာဘယ်လိုမျိုးထူးခြားတဲ့လုံဆောင်ချက်တွေပါလဲဆိုတော့ကျွန်တော်အတူချုပ်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ setting ထဲမှာဆိုရင်ရောင်းချင်တွေကိုကိုယ်စိတ်ကြိုက်ကျွန်တော်တို့တက်မှတ်ပြောင်းမှာဖွင့်နိုင်မှာဖြစ်သလိုကျွန်တော်တို့ payment နေကိုလည်းကျွန်တော်ကိုယ်စိတ်ကြိုက်ကျွန်တော်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ commission စင်းနေဖွင့်တဲ့ခါမှာလည်းတူးချင်းစီအလိုက်မတူညီတဲ့ commission ကရောစားတွေကိုတက်မှတ်ပြီးတော့မှထည့်သွင်းနိုင်မှာဖြစ်ပါတယ် ကျွန်တော်ကော်မရှင်စင်းနေထိုးသားစင်းနေဖွင့်ပြသွားလို့ရှိရင်ကျွန်တော်တို့ဘေးမှာရှိတဲ့ပေါင်းလေးကိုနှိပ်ပြီးမှစင်းနေကိုထည့်သွင်းလို့ရပါပြီ။အဲစင်းနေထည့်သွင်းတဲ့အခါမှာလည်းကျွန်တော်လည်းကူကူနဲ့မြေမဆန်ဆန်ထည့်သွင်းနိုင်အောင်လို့အခုလိုမျိုးကျွန်တော်လူသားရခလုတ်လေးတွေစုံစုံလင်လင်ပါဝင်တဲ့ကနန်းလက်ကွက်လေးကိုထည့်သွင်းပေးထားပါတယ်။ဒီကနန်းလက်ကွက်လေးကိုသုံးပြုပြီးမှကျွန်တော်စင်းနေကိုမြေမဆန်ဆန်နဲ့ကျွန်တော်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ဥမာကျွန်တော်တို့ကအဲယာပြည့်ကိုထည့်မယ်ဆိုရင်ယာပြည့်ပေါ်တုံးလေးနှိပ်ပြီးမှကျွန်တော်တို့ငွေမောင်လေးရိုက်ထည့်ပြီးအိုကလေးပေးလိုက်ပါပဲနော်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထည့်ထားတဲ့စင်းနေကိုကျွန်တော်တို့ကထိုးရံဆော်လေးနှိပ်ပြီးမှ ထက်စင်းနေထည့်လိုက်မယ်ဆိုရင်ကျွန်တော်တခါတက်ပြီးမှစင်းကိုတင်းတင်းတော့မှဖြစ်ပါတယ်เนาะကျွန်တော် software ရဲ့အဓိကအထူးခြားချက်ကတော့ကျွန်တော် copy paste လုပ်တဲ့အပိုင်းဖြစ်ပါတယ်เนาะ copy paste လုပ်တဲ့အခါမှာဆိုရင်ကျွန်တော်တခြား software တွေနဲ့မတူဘဲနဲ့ကျွန်တော် format များများတော်တော်များများကိုလက်ခံပြီးထည့်သွင်းလို့ရအောင်ပြုလုပ်ပြီးထားပါတယ်ဥမာကျွန်တော်ဒီမှာဆိုရင်နမူနာအနေနဲ့ကျွန်တော်ထည့်ပြပေးမယ်เนาะအဲ့တော့ကျွန်တော်ဒီစင်းလေးကိုကျွန်တော် copy ယူပြီးတော့ထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာ tutorial bound လေးနဲ့ပြပေးပါတယ်เนาะစင်းရဲ့ tutorial bound နဲ့ပြပေးထားတယ်ပြီးရင်ကျွန်တော်ထည့်မယ်ဆိုရင်နေပြီးတော့မှစင်းတင်လိုက်ရပါမယ်เนาะဒါဆိုရင်ကျွန်တော်စင်းတင်တင်ပြီးတော့ပါပြီ အဲ့တော့ကိုတင်သွင်းလိုက်တဲ့ဈေးတွေကိုလည်းကျွန်တော်တို့ကအမှန်လားမလားပေါ့နော်ငွေမောင်းနေပမာဏတွေမှန်မှန်လားမလားပြင်စစ်မယ်ဆိုလို့ရှိရင်ဘောက်ချာထဲမှာတွားပြီးစစ်လို့ရတယ်အဲ့တော့ဘောက်ချာထဲမှာဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ဥပမာ10ပြိတ်900ဆိုရင်ကျွန်တော်ကဒီ10ပြိတ်900ထောက်လိုက်မယ်ဆိုရင်ဒါ10ပြိတ်နဲ့ပတ်သက်တဲ့အချက်လက်သေးစိတ်တွေကိုအသေးစိတ်ပြန်ပြီးကြည့်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ငွေပမာဏမလားတွေကဏ္ဍမောင်းဈေးမောင်းမလားတွေလည်းကျွန်တော်တို့ကြောမှာမဟုတ်တော့ပါဘူးနော် အဲနောက်ထပ်ကျွန်တော်တို့ software ရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့အခုလိုမျိုးစီးရင်နေထည့်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့တချို့ software ကလက်မခံနိုင်တဲ့ format တွေပါလာလို့ရှိရင်ကျွန်တော်အဲ့တကူပြန်ပြီးတော့မှပြင်ဆင်လို့ထည့်ပြင်ဆင်ပြီးထည့်လို့ရပါတယ်ဥပမာဒီမှာအနေရောင်နဲ့ပြတ်ထားရဆိုရင်ဒါ software ကလက်မခံနိုင်တဲ့ပုံစံလေးပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က software ကလက်ခံနိုင်တဲ့ပုံစံလေးဖြစ်အောင်ပြန်ပြောင်းပြီးတော့မှပြင်ဆင်ပြီးတော့မှကျွန်တော်တို့ပြင်ဆင်လိုက်မယ်ဆိုရင်ဒီမှာအစိမ်းရောင်လေးပြောင်းတော့ပါမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အစိမ်းရောင်လေးပြောင်းသွားပြီးဆိုတော့ねကျွန်တော်စီးရင်တွေကိုတစ်ခါတန်းပြီးတော့မှထည့်လိုက်လို့ရပါပြီဒါပြင်ကုန်မှကျွန်တော်တို့အခုလိုမျိုးပေါ့နော်တစ်ဆောင်ချင်းစီကျွန်တော်တို့ကမထည့်ချင်ဘူးတစ်ခါတန်းပြီးထည့်ချင်တယ်ဆိုလို့ရှိရင် နဲ့ကျွန်တော်တို့အခုလိုမျိုးပေါ့နော်အကျွန်တော်စီးရင်တွေကိုကျွန်တော်တို့ဇက်တိုက်ကျွန်တော်တို့ထည့်သွားလို့ရပါတယ်ဥမာတစ်စောင်းနှစ်စောင်းသုံးစောင်းပေါ့နော်ကျွန်တော်တန်းထည့်သွားလို့ရတယ်ထည့်လိုက်တဲ့အခါမှာလည်းကျွန်တော်တို့ပထမထည့်ထည့်လိုက်တဲ့စီးရင် စီးရင်ဒီဒီညာဘက်မှာပေါ့နော်တူတယ်မှာပြပေးတယ်တကယ်လို့စီးရင်နှစ်ခုထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီစီးရင်နှစ်ခုရဲ့တူတယ်ပေါင်းကိုညာဘက်မှာပြပေးတယ်ဘယ်ဘက်ကတော့ကျွန်တော်ကနောက်ဆုံးထည့်လိုက်တဲ့စီးရင်တူတယ်ပေါင်းကိုပြပေးရဖြစ်ပါတယ်နော်ဒါဆိုလို့ရင်ကျွန်တော်စီးရင်တွေထည့်ပြီးသွားပါပြီပြီးရင်ကျွန်တော်ထည့်မယ်ဆိုလေနေလိုက်ပါမယ်ဒါဆိုလို့ရင်ကျွန်တော်ဘောက်ချထဲမှာဝင်ကြည့်မယ်ဆိုလို့ရှင်နေကိုထည့်လိုက်တဲ့စီးရင်ပုံစံတိုင်းအတိအကျကျွန်တော်ပြပေးရဖြစ်ကြောင်းမို့ကိုကစီးရင်တွေမားမာတွေခဏန်းပေါင်းတွေမားမာတွေတော့ကျွန်တော်ကစိတ်ဖူစရာမလို့ပြန်ပြီးတော့မှစစ်ဆေးနိုင်မှာဖြစ်ပါတယ်ဒီစီးရင်တွေကိုလည်းကျွန်တော်က copy ယူပြီးတော့မှကိုပေးပို့ခြင်းတဲ့သူကိုဘယ်ပါသူမှမဆက်ရနေပြီးတော့မှပြန်လည်းပြန်ပို့နိုင်မှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ကကဏန်း ်နဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်အခုဘောက်ချတွေကျွန်တော်ကဒီမှာ၄ဆောင်တင်ထားဆိုရင်၄ဆောင်လုံးရဲ့စုစုပေါင်းကိုကျွန်တော်ဒီမှာအသေးစိတ်ပြန်ပြီးမှကြည့်နိုင်မှာဖြစ်သလိုအောက်မှာလည်း copy photo လေးနဲ့ဒီစင်းတွေကို copy ယူပြီးမှကိုပေးဖို့ကျင်တဲ့သူကိုပြန်ပြီးတော့ပေးဖို့နိုင်မှာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တူးချင်းစီရဲ့ဘောက်ချတွေကနန်းတွေကိုစုပေါင်းတွေကိုကြည့်ရကြည့်ရတဲ့ပုံစံဖြစ်ပါတယ်တကယ်လို့ဒီအားလုံးရဲ့စင်းတွေကိုကျွန်တော်က ledger နေနဲ့ကြည့်နေဆိုရင် ledger နဲ့ဝင်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ကအခုလိုမျိုးကျွန်တော်တို့ကအဲထည့်သွင်းမြတ်စင်းတွေအားလုံးကို ledger နေနဲ့မြင်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကအာပေါ့နော်ဒီမှာအောက်မှာလည်းအကွက်ကြီးရဲ့ block ရှိရဲ့စုစုပေါင်းကြီးပမာဏ block ရှိဆိုတော့တခါတွက်ပြီးထားသလိုကျွန်တော်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ Excel လေးကိုနှိမ့်လိုက်မယ်ဆိုရင်303လောက်ကနေပြီးတော့69ဒီကဏန်းတွေကိုငစီကြီးလိုက်ပြန်ပြီးတော့မှရှိလို့ရမှာဖြစ်ပါတယ်เนาะဒါပြင်ကမှကျွန်တော်တို့ကြည့်ချင်တဲ့ကဏန်းကိုထောက်လိုက်မယ်ဆိုလို့ရှိရင်ဒီကဏန်းကိုကျွန်တော်ကဘယ်သူတွေဘယ်လောက်ဖိုးထိုးထားဆိုတော့လေကျွန်တော်အသေးစိတ်ပြန်ပြီးကြည့်နေမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ break ဖြတ်တဲ့ပုံစံဖြစ်ပါတယ်เนาะအဲ့တော့ break ဖြတ်တဲ့အထက်မှာဆိုရင်ကျွန်တော်ဥမာကျွန်တော်တို့ကဒီနေရာမှာ9တော့ break ဖြတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ညာဘက်ချမ်းမှာကျွန်တော်ဂျုံွက်တွေထွက်လာမယ်အဲ့တော့ဘယ်ဘက်ချမ်းမှာတော့ကျွန်တော် break ဖြတ်ထားတဲ့ဟာကိုတစ်ခါတည်းတက်ပြီးတွေ့မြင်မှာဖြစ်ပါတယ်เนาะ ကျွန်တော် break ဖြတ်တဲ့အခါမှာလည်းကျွန်တော်တို့ဒီကျွန်ွက်တွေကိုထည့်သွင်းတဲ့အခါမှာကိုထည့်သွင်းထားတဲ့အပေါ်ဒိုင်ရဲ့နာမည်ကိုရွေးချယ်ပြီးထည့်လို့ရမှာဖြစ်ပါတယ်။ဥပမာကျွန်တော်ကကြော်ကြီးကိုထည့်လိုက်မယ်ဆိုရင်ကြော်ကြီးစင်းနဲ့ကိုကျွန်တော်စင်းရရောက်တော့ဖြစ်ပါတယ်။ဒီစင်းတွေကိုလည်းကျွန်တော်ကကျွန်ွက်တွေပေါ့နော် copy ယူပြီးတော့မှကိုယ့်ရဲ့အပေါ်ဒိုင်ကို viber သုံးဖို့ message နဲ့ပြီးတော့မှပြန်လည်ပေးဖို့နိုင်မှာဖြစ်ပါတယ်။အဲ့တော့ break ဖြတ်တဲ့အခါမှာလည်းကျွန်တော်တို့ကပထမ9000ထည့်ထားတယ်ဒုတိယကျွန်တော်တို့ထပ်ပြီးတော့3000ထည့်မယ်ဆိုရင်ဒါ3000စင်းတွေကိုထပ်ပြီးထည့်သွားမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ကျွန်တော်ထည့်လိုက်တဲ့စင်းကလည်းကျွန်တော်တို့ကပထမထည့်လိုက်တဲ့စင်းနဲ့ဒုတိယထည့်လိုက်တဲ့စင်းတွေကျွန်တော်တို့ကအခုလိုမျိုးကျွန်တော်တီးတန့်ခွဲထားပြီးတော့ ောင်မျိုးစီးရင်ရောတော့တာမျိုးပေါင်းသွားမျိုးရှိမှာမဟုတ်တော့ပါဘူးကျွန်တော်တို့နောက်ဆုံးမှာတော့ကျွန်တော် token နဲ့ထည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်လေကြာထဲမှာအခုလိုမျိုးမြင်တောင်ဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင်ဒါဒေကနန်းတွေပြတာဖြစ်ပါတယ်အဝအောင်နဲ့ပြထားတာကတော့ကျွန်တော်တို့က token နဲ့ဖြစ်ပါတယ်ကျွန်တော် break ထဲမှာဆိုလို့ရှိရင်ねကျွန်တော်တို့ break ဖြစ်ထားတဲ့ကအဲဒဲကဘလောက်ဖြစ်ပါတယ် token ကဘလောက်ဖြစ်ပါဆိုတော့အသေးစိတ်ပြန်ပြီးမှတက်ချက်ပေးတာဖြစ်တယ်လို့ကျွန်တော်စီးရင်ထဲမှာဆိုတော့တူးချင်းစီလိုက်အဲကျွန်တော်တို့ပေါက်တိကဘလောက်ဖြစ်ပါတယ် token ကဘလောက်ဖြစ်ပါတယ်သူ့ရဲ့အရှုံးမြတ်ကဘလောက်ရှိရဆိုတော့လည်းအသေးစိတ်ပြပေးတာဖြစ်ပါတယ် တို့အချုပ်ထဲမှာကြည့်လိုက်ဆိုရင်ကျွန်တော်တို့ရဲ့တစ်ချိန်စာအရှုံးမြတ်တွေကိုတခါရဲ့အသေးစိတ်တွက်ပြထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဘောက်ချာများထဲမှာဆိုလို့ရှိရင်ကျွန်တော်ထည့်သွင်းထားတဲ့ဘောက်ချာတွေအားလုံးကိုအသေးစိတ်ပြန်ပြီးတော့မှရှာဖွေပြီးတော့မှကြည့်ရှုနိုင်မှာဖြစ်ပါတယ်။